လူကြီးမြတ်ဆက်မအဲ့လိုပဲမကြိုက်ဘူးသူလုံးဝမကြိုက်ဘူးဟိုရောင်လို့တောင်သွားပြီးတော့အစာမပြိုးလိုက်နဲ့ပေါ့နော်အစာပြိုးလိုက်ရင်ပြန်လှဲ့ဖို့လမ်းမရှိတော့ဘူးလူကြီးမြတ်အဲရောင်းရတယ်တရက်ကိုနူတို့ဒီအလုံးအ ਨੇ ဆုံးတော့နူတို့200 300အဲ့လောက်တော့ရောင်းရတယ်ဒီနေ့တလုံးကို18000နဲ့ပေးပါမယ်နူတို့စားနေရပဲများနေရပဲလေဗီဒီယိုတဲ့တော့စားကြလို့ရောင်းနေတာနူတို့ နော်ရုမီသားသားအဲ့လိုမဒူးရင်းသီးရောက်နေတာတအားကိုပြောနေကြရှုံရှုံမြက်မြက်ပြောနေကြပဲဘာလို့လဲဆိုတော့အဲ့ဒူးရင်းသီးနားမှာနေရတာကိုပြောနေကြ ်ဟုတ်ဒီနေ့အခုလောဆန်နေရိုမန်နလီမှာတော့လက်ကားဆိုင်လေးပေါ့နော်လက်ကားဆိုင်လေးဖွင့်ထားတယ်။နော်တို့အမေကတော့လက်လီဆိုင်လေးဖွင့်ထားတယ်။အခုတို့ရန်ကုန်မှာလည်းဖွင့်မလို့ဖွင့်မလို့ဆိုတာရန်ကုန်ကကတ်စတမာတွေကြတော့မန်လီကနေတကူးတကပို့ပြီးလို့ချင်းလမ်းကြောင်းချေနေပါရေးနဲ့ဈာထဲမှာအသီးပြတ်သွားရပါရေးဖြစ်တတ်လို့လေ။အခါကျရန်ကုန်ကကတ်စတမာတွေတော့လည်းရန်ကုန်ကနေဓာတ်ရိုက်ပို့ပေးနိုင်တယ်ဆိုပို့များကောင်းမလားဆိုပြီးရန်ကုန်မှာဆိုင်ဖွင့်မလို့လည်းစဉ်းစားနေပါတယ်ဟုတ်။ ဟုတ်တယ်အားလုံးတို့ဖိတ်ခေါ်ပါတယ်တို့ဆိုင်ဖွင့်လေလားပေးပါအောင်လို့ဒါလေးတွေကပုံမှန်တို့2000ရောင်းတာကိုဒီနေ့တစ်လုံးကို18000နဲ့ပေးပါမယ်တို့ကတော့ဟိုပေါ့အတီးအတီးပွဲုံဘက်မှာတို့ကဖွင့်ထားတယ်မမေကတော့အဲတို့အိမ်သားလေးမှာပဲသူကလက်လီဆိုင်လေးဖွင့်ထားတာအမေဆိုင်ကတော့တင်းတင်းလေးပေါ့သူကတော့လက်လီဆိုတော့တစ်လုံးနှစ်လုံးအဲ့လိုမျိုးလားဝဲတဲ့သူတွေအတွက်ကိုရောင်းကြတာတို့ကတော့အဲလက်ကားသမားဆိုတော့10လုံးကနေစရောင်းတယ်9လုံးကနေစရောင်းတယ်အဲ့လိုမျိုးပေါ့ဟုတ်တို့ခီးလေးသွားထွက် နေပြီမဲ့ပေါ့နော်တို့ဆိုင်လေးကတော့ဖွင့်ပါရဲဒီနေ့ dress ဆိုလို့ရှိရင်တဲ့အဲ၄လောင်းခွဲတဲ့နူနူကတော့ပေါ့နော်ရောင်းတာလက်ကားရောင်းတာဆိုတော့အဲဒီနူနူအတွက်လက်ကားသမားတွေနူနူဘလောင်းနဲ့ပေးပါတယ်ဥမာနူနူတလုံးကို8000နဲ့ပေးတယ်10လုံးတော့လည်းသုံးယူပေးပါလို့ရောင်းလိုက်လို့ရှိရင်နူနူမေဆိုင်ကိုသွားကြရတယ်သွားပြီးတော့အော်လေနုံနုက800နဲ့ကြေညာထားရတယ်ဘာလို့လဲနေဆိုင်အကြဒီသေးဖြစ်နေအောင်ဆိုပြီးမေကိုသွားပြောကြတယ်မဟုတ်ဘူးနုံနုကလက်ကားရောင်းတာတီလေးကလက်လီရောင်းတာလို့ပြောလို့မရဘူးတဲ့လို့မိုးလေးတော့ကြုံရတာပေါ့ဟုတ် နော်မနေ့အရင်နှစ်တည်းကလေးအဲ့လိုအရင်တကယ်နော်နော်ငယ်လေးတော့ဒွင်းသီးလုံးဝမကြိုက်ဘူးဒွင်းသီးဆိုအနက်လုံးဝမခံနိုင်တာအဲ့တော့မှနော်နော်ကအဲဒီကိုဗစ်ကာလတော့နော်နော်ကဒီကိတ်မုံတွေပါရေးတင်းနဲ့နေတက်လိုက်တယ်တက်လိုက်တော့အဲ့လိုဟိုဘောဒွင်းနဲ့ပတ်သက်တဲ့ကိတ်တွေလောက်ရတဲ့အခါကျဒွင်းအနှစ်တွေပါရေးထုတ်ရတယ်လေဒွင်းအဲ့ဒါလေးစမ်းပြီးစကြည့်ရင်စကြည့်ရင်လေဒွင်းသီးကိုကြိုက်သွားတာ လူရင်းမီးကဆက်စားအဲ့လိုပဲမကြိုက်ဘူးဆိုလုံးဝမကြိုက်ဘူးဟိုရောင်လို့တောင်သွားပြီးတော့အစာမပြိုးလိုက်နဲ့ပေါ့နော်အစာပြိုးလိုက်ရင်ပြန်လှဲ့ဖို့လမ်းမရှိတော့ဘူးလူရင်းမီးကလုံးဝတွေ့ရချင်းနေတော့ဆိုတော့အဲ့ဒီဒီဒီကိုဒါဝဝလေးလေးစားချက်တော့ဒါစိုက်ဖို့လိုက်တယ်ဆိုတော့အခုကြာပါ ဟုတ်ကဲ့အဲနူရောဒီဆိုင်ဖွင့်လိုက်တယ်ဆိုင်ဖွင့်နူရောကလကားတိကရောင်းတာဟုတ်လကားတိကရောင်းတာဆိုတော့အသီးကိုအများယူရတယ်အဲဥမာဆယ်လုံးယူရယ်ဆယ်လုံးယူရယ်ဆိုနူရောကတော့တတ်နိုင်ဆုံးအကောင်းနေထည့်ပေးတယ်ဒါပေမဲ့ဒီဝယ်တဲ့လူတွေရဲ့ဂျားထဲမှာခရီးပေါ့နော်လမ်းခရီးစဉ်တွေကြောင်းမလို့အသီးတွေကပြတ်ကောင်းလဲပြတ်သွားနိုင်တယ်ဒါကတော့ခရီးစဉ်ဖြစ်ဖြစ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် လိုမျိုးဖြစ်လာရဆိုလို့ရှိရင်တော့တို့ဘက်ကအတက်နိုင်ဆုံးတော့ပြန်ပြီးတော့လုတ်ပေးရဒါပေမဲ့ဗမာသီးတွေကတော့အဲအာမခံပြီးကိုထုံးစံတော့မရှိဘူးပေါ့နော်အသီးပြက်လို့နုံနုံကပြန်ရောရတယ်ဆိုလို့ရှိရင်လည်းနုံနုံကပွဲရုံအသီးပြက်သွားလို့ပါရောချေးပေးရောပြန်ရောပေးပါဒီအသီးကိုလို့လို့သွားပြောက်လို့မရဘူးဒါကနုံနုံရဲမှဒီစေရနာပေါ့နော်ပြန်ပြီးတော့အစဉ်ပြောင်းလုတ်ပေးတယ်ဆိုတာမျိုးကတော့ ဟုတ်အဲ့လိုမိုးလေးတော့ရှိရပါဘောလက်ကားရောက်နေဆိုတော့အသီးကတော့တို့အတွင်းထဲဒီမမြင်ရဘူးလေဒူးရင်သီးဆိုတာအဲတော့ပြီးတော့ဖျက်ကြည့်လို့လည်းမမြင်ရဘူးအဲ့ဒါခါကြတိုင်းတိုင်းလေးပဲအဲကိုကတော့ကောင်းတာလေးထည့်ပေးလိုက်တယ်ဒါမဲ့ဂျာဟိုရောက်လို့အသီးကပြက်နေရပါညာရှိရဆိုလို့ရှင်တို့တို့ဘက်ကဒါအတက်နိုင်ဆုံးတော့ဆင်ပြောင်ပြန်လုပ်ပေးရတော့မှာဟုတ်တော့ရအရောင်းရတယ်တရက်ကိုတို့တို့ဒီအလုံးအ ਨੇ ဆုံးတော့တို့200 300အဲ့လောက်တော့ရောင်းရတယ် အမေတို့တော့ဆိုင်ရောက်ပြီဆိုလို့ရှင်အတိခွက်ပြောင်းအတိခွက်ပြောင်းဗီဒီယိုရိုက်တော့မလိုက်မော်တယ်ဘယ်ကဲလိုက်မော်တယ်မဟုတ်စားကြင်လို့ညမေရှာညမေရှာကြည့်ပါဦးခင်ဗျာသူကတော့အစေလေးရဲ့သေးသေးလေးပေါ့နော်အပြင်အခွန်ကမာပြီးတော့အတွင်းထဲမှာအီဆက်ဆက်ကလေးဖြစ်မှာကအဲ့လိုမျိုးအဲ့တလုံးလောက်ပဲတကယ်တော့တို့ကရောင်းတာရောင်းတာဗာအဲ့လိုဆိုတလုံးလောက်ပဲသူတို့စားပြင်းထပ်မကြွေးတော့အဲ့လိုဆိုတို့ကညနေလောက်ကြာထပ်စားကြင်လို့ဆိုလို့ရှင်ကိုကြီးဗီဒီယိုကတပုတ်ထပ်တင်มาရတော့မှာမမတဗီဒီယိုကတပုတ်ထပ်တင်มาရတော့မှာအဲ့ခွဲပေးပါဦးဆိုပြကိုရီမတွေလှမ်းပြီးပူစားသေးတယ် အဲ့နော်တို့တော့အကောင့်နေတွေအရင်တို့ Facebook အကောင့်နေမှာဆိုလာပြီးတော့မန့်ကြရတယ်တချို့ဆိုဟိုအဲ့ရောင်းနာနေနေသူစားတာများများဆိုပြီးအဲ့လိုချစ်တဲ့အယူမိတ်ဆွေတွေလာမန့်ကြတာရန်ကုန်မှာဆိုင်လေးဆိုင်ဖွင့်မယ်ပေါ့နော်အဲ့အတွက်ကြောင့်မင်းတို့လာဖြစ်တာပါအဲ့ပြီးတော့နော်တို့သားမိနော်တို့မိသားစုပေါ့နော်နော်တို့မိသားစုဒါအဲ့လိုမို့ဒူးရင်ရောင်းနေရတော့တအားကိုပြောနေကြတယ် ရှုံရှုံမြက်မြက်ပြောနေကြတာပဲဘာလို့လဲဆိုအဲ့ဒွီးသီးနားမှာနေရတာကိုပြောနေကြတာဒါဆိုတမိသားဆိုတော့သူကလည်းချစ်တယ်အဲ့တဲ့နော်ဖေရတော့တိတ်မကြိုက်ဘူးနော်ကိုကြီးရယ်နော်မေရယ်နော်ရယ်တားကြိုက်ကြတာအဲ့လက်လီရတော့တစ်လုံးနှလုံးကနေစပြီးအပေးလို့ရတယ်ဒါပေမဲ့လက်လီရကြလက်ကားစင်းနဲ့တော့မတူဘူးပေါ့နော်နော်မေမေဆိုင်မှာဝယ်လို့ရပါတယ်အဲ့သူကတော့လမ်း80 40တလမ်းမင်းရတာလက်ဖေးဆိုင်နဲ့မျက်စောင်းတူမှာမေရယ်လက်လီဆိုင်လေးဖွင့်ထားအမေကိုအပေးခြင်းနဲ့ဆိုရင်တော့သူ့ဆိုင်မှာသွားအပေးပါအဲ့ဒါတော့သူ့ရဲ့စီးပွားရေးပေါ့နော်စီးပွားရေးမတူဘူးစီးပွားရေးမတူဘူးသူက နော်နော်အားပေးခြင်းနဲ့ဆိုရင်တော့အဲနော်တို့ TikTok မှာလည်းတင်ထားပါတယ်ဒီပေါ့နော်နော်တို့ဖုန်းနံပါတ်ကလေးကနေပြီးတော့ချက်ဆက်သွယ်ပြီးတော့မှအဲဝယ်ယူနိုင်ပါတယ်ရှင်စားတယ်စားတယ်အဲ့လိုမျိုးတနေ့ကို6000မို့တစ်ခါလေတိန်းကျော်ဘူးအဲ့လိုမျိုးတွေမှမှာစားတာအခုကျတော့ကိုယ်ဆိုင်မှာရှိနေတော့အရင်တော့ကလည်းမစားရတော့ဘူးပေါ့ဆိုတော့ဗမာတီးတွေရောဒါယူတန်းတီးရောရလားဗမာ ဟုတ်ယူရီးယားသီးရယ်ရယူရီးယားသီးကတော့နတို့လုံးဝအဲ့ဒါတော့အာမခံချက်အပြည့်သူကရှိပြီးသားပေါ့နော်နတို့အဲ့ဒါကတော့အဲဒီပွဲရုံနဲ့နတို့တို့အသီးပြက်တာတွေပါဆိုတော့တိုက်ရိုက်ပြန်စကားပြောလို့ရတယ်လေယူရီးယားသီးရဖြစ်တော့ကြအောင်လို့ပြီးတော့ယူရီးယားသီးကလည်းဈေးပိုများတယ်ဈေးပိုများတော့အသီးမချို့ဦးချင်းနေတယ်ဆိုလို့ရှိရင်နတို့ဘက်ကနေမှပြန်ပြီးတော့မှလဲပေးပါတယ်ဟုတ်နတို့စားနေရပဲများနေရပဲလေဗီဒီယိုတဲ့တော့စားကြလို့ရောင်းနေတာနော် โอเคနနောပေါ့နော်နနောချစ်လို့ခင်လို့အားပေးကြရတဲ့လူဆိုလို့ရှိရင်နနောဒီနေ့ကနေကျေးဇူးများကြီးတင်ပါတယ်။ဒီရင်ဒီအရန်ချစ်တယ်ဆိုလို့ရှိရင်လည်းခုရန်ကုန်ကနေပြီးနနောဓာတ်ရိုက်ပို့လို့ရနိုင်မယ်။ရန်ကုန်ကစတမာတွေအတွက်ဆိုင်လေးတစ်ဆိုင်ဖွင့်မှုလည်းနနောပြင်ဆင်နေပါတယ်ရှင်။ရန်ကုန်ဆိုင်မှာဆိုရင်တော့ကိုယ်တိုင်လည်းလာရွေးလို့ရတယ်ပေါ့နော်။နနောမန်လေးဆိုင်မှာဆိုလို့ရှိရင်လည်းကိုယ်တိုင်လည်းသွားရွေးလို့ရပါတယ်။ဒီနနောလက်ကားဆိုင်မှာဆိုလည်းရွေးလို့ရပါတယ်။ပြီးတော့နနောမိမိရဲ့လက်လီဆိုင်လေးကိုလည်းအားပေးကြပါအောင်လို့နနောဒီနေ့ကနေဖိတ်ခေါ်ကြပါလိမ့်ရှင်။အခုဒီတစ်ခေါက်ရန်ကုန်လာတာရန်ကုန်ရောက်နေရတော့နနောတချင်းလေး သစ်ထွက်ဆရာရှိရဆိုအဲ့ဟာလေးတို့လာပြီးပြင်ဆင်နေရပါဟုတ်အဲ့တို့ပြင်ဆိုလေးလေးနှစ်ပုတ်လဲပါရပေါ့နော်အဲ့နှစ်ပုတ်ကလုံးဝကန်ဝင်သချင်းဖြစ်တယ်ဟိုရင်ကလေးကပြိသက်တွေရဲ့ကြားမှာလက်ခံထားပြီးသားအောင်မြင်ခဲ့ပြီးသားသချင်းလေးတွေပေါ့နော်အဲ့နိုးနိုးကလည်းအရင်ကတည်းကအဲ့သချင်းလေးတွေကိုအရင်သဘောကျတာဆိုဩ ငါလည်းအဲ့လိုမျိုးလေးပြန်ဆိုဒေးနေနဲ့ထုတ်ထုတ်တယ်ဆိုလို့ရှိရင်အရန်ကို့အတွက်ပေါ့နော်အရန်ပြောရမှာပဲဆိုပြီးတော့မှအဲ့တို့တချင်းလေးလုံနေရရင်ပြောနေတာဆိုတော့အခုဒီတချင်းလေးနှမုတ်လည်းတို့အရန်သွားကြတာဆိုရွေးချယ်ထားဖြစ်တာပါဟုတ်မိအိမ်မာနေတော့မှဆိုချိန်မွေးမိမလားလမွေးမိမလားရောက်ကြရတော့မပြောင်းဝင်ရောင်းဝင်းငယ်အောင်ပေါင်းမိလို့ကိုယ်ဝင်တချင်းလေးတွေကအခုတို့တို့အမနစ်တော့ထွက်ထားတယ်အပြိုရွေးလုတော့မယ်ဆိုလို့ရှိရင် music video မထွက်ရသေးဘူးဒီနေ့တည်းမှာတို့ music video ထွက်နိုင်အောင်စူးစမ်းနေပါတယ်ဟုတ်